ထွင်ကြီးတွေဒီကမ့်တွေဝင်နေတဲ့အချိန်မှာငလင်ကြုံခဲ့ရပေါ့နော်ဒီအမှတ်တရတွေပြီးလို့ရှိရင်ရန်ကုန်ဘက်ကိုလာရဲဆိုညီမတို့ဒီ Miss Grand Town ဘူးရခီးစဉ်လေးကအချိန်လေးကြာသွားတဲ့အပြင်မိသားစုလို့ဖြစ်သွားရပေါ့နော်အမှတ်တရကြီးလည်းအများကြီးနဲ့အခုတော့ခီးစဉ်လေးပြီးဆုံးခဲ့ပါပြီလို့ဟုတ်ဒီ Miss Grand Town ဘူးနဲ့ပကံပေါ့နော်အဲရဲ swim suit photo ရိုက်ဖို့အတွက်ညီမတို့က makeup ပြင်နေရပေါ့နော် makeup ပြင်နေတဲ့အချိန်မှာငလင်လုပ်ခဲ့ရပေါ့နော်အနားမှာလည်းပျက်စီးထိခိုက်မှုတွေဆုတ်ရှုံးမှုတွေပြီးလို့ရှိရင်ဒီအသက်အန္တရာယ်တွေထိ တက်အနေအထိပေါ့နော်ထိခိုက်တဲ့ဖြစ်စဉ်ကျုံမှုကိုလည်းမြင်ရတဲ့အတွက်အာကိုယ်တိုင်လည်းတုံ့လုံးချောက်ချားပြီးတော့ပေါ့နော်အရန်လေးကြောက်သွားတယ်ပြီးတော့များစွာလည်းစိတ်မကောင်းဖြစ်မိပါတယ်ရှင်ညီမရဲ့ဒီအာ26မိနစ်အတွင်းမှာဆိုလို့ရှိရင်အခုငလင်ရတာအဆိုးဆုံးပေါ့နော်ဘဝရဲ့ပထမဆုံးအတွေ့အကြုံလည်းဖြစ်တဲ့အတွက်ဒီမှာတင်ငင်းဆိုင်လည်းအများကြီးရလိုက်ပါတယ်အဲအကြောင်းညီမဒီဥစ္စာကိုအခြေခံပြီးတော့လည်းဟိုနောက်နောက်ဆက်တွဲပေါ့နော်တကယ်ဖြစ်လာမဲ့တဘာဝဘေးအန္တရာယ်ရှိလို့ရှိရင်လည်းချူတင်ကာကွယ်ရမယ့်နည်းလမ်းတွေပါတယ်ကြောက်လည်းညီမတို့အတွေ့အကြုံလေးဖြစ်သွားတာပေါ့နော် က်ခဲကတော့ညီမတို့ဒီပြိုင်ပွဲမှာတော့အဲ့လိုတော့မရှိပါဘူးเนาะဒါပေမဲ့ညီမတို့အဲပြိုင်ပွဲမှာဆိုရင်အမှတ်တရရေးနဲ့အတွေ့အကြုံတွေအများကြီးရှိပါတယ်ဒီညီမတို့ စသချင်းဒီ Miss Grand Town ကိုပွဲရပေါ့နော်ဟိုမန်လေးမှာကျင်းပမှာဖြစ်တဲ့အတွက်မန်လေးမှာအာထွင်ကြီးတွေဒီကမ့်တွေဝင်နေတဲ့အချိန်မှာငလင်ကြုံခဲ့ရပေါ့နော်ဒီအမှတ်တရတွေပြီးလို့ရှိရင်ရန်ကုန်ဘက်ကိုလာရဲဆိုညီမတို့ဒီ Miss Grand Town ဘူးရဲ့ခီးစဉ်လေးကအချိန်လေးကြာသွားတဲ့အပြင်မိသားစုလိုဖြစ်သွားရပေါ့နော်အဲအမှတ်တရကြီးလည်းအများကြီးနဲ့အခုတော့ခီးစဉ်လေးပြီးဆုံးခဲ့ပါပြီလို့ဟုတ် အမှတ်တရဖြစ်ရမယ်ဆိုရင်တော့ငလင်ပေါ့နော်ငလင်ကတော့ဒါဘဝမှာအမှတ်အမှတ်ရဆုံးသောအမှတ်တရတစ်ခုပါပဲလို့ဟုတ်အာမန်လီမှာညီမတို့အိမ်ကြီးကဒီ Miss Grand တောင်ကူနဲ့ပကံပေါ့နော်အဲရဲ့ swim suit photo ရိုက်ဖို့အတွက်ညီမတို့က makeup ပြင်နေရပေါ့နော် makeup ပြင်နေတဲ့အချိန်မှာငလင်လုပ်ခဲ့ရပေါ့နော်အဲအချိန်မှာညီမတို့ပြိုင်ပွဲဝင်နေအားလုံးလည်းအဲ makeup လေးနဲ့ဆရာကြီးမှအတူတူရှိနေရတကယ်ငလင်လုတ်တဲ့အချိန်မှာလဲညီမတို့အိုက်ထဲကနေပြီးတော့အကုန်ပြေးထွက်ပြေးထွက်ပြီးတော့နားမှာလဲပျက်စီးထိခိုက်မှုတွေဆုတ်ရှုံးမှုတွေပြီးလို့ရှိရင်ဒီအသက်အန္တရာယ်တွေထိ က်အနည်းအထိပေါ့နော်ထိခိုက်တဲ့ဆီဆုံးရှုံးမှုကိုလည်းမြင်ရတဲ့အတွက်အာကိုယ်တိုင်လည်းတုံလုံးချောက်ချားပြီးတော့ပေါ့နော်အရန်လေးကြောက်သွားတယ်ပြီးတော့များစွာလည်းစိတ်မကောင်းဖြစ်မိပါတယ်ရှင်ဟုတ်နောင်တတော့အဲ့လိုတော့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဥစားလေးဟိုအမှတ်တရနဲ့ပြီးလို့ရှိရင်အတွေ့အကြုံရဲ့ပြီးလို့ရှိရင်ဒါသင်ငန်းစာယူရမယ့်အရာလေးတွေပေါ့နော်ကိုမျက်မြင်ကိုတွေ့ဖြစ်ခဲ့ရဆိုတော့ဒါဒီငလင်းလုတ်တဲ့အခါမှာအဲအရင်တော့ဆိုရင်ညီမတို့ငလင်းလုတ်တယ်ဆိုရင်ပစ္စည်းတစ်ခုခုဒီခုံနေပါလေအောက်မှာဝင်ပုံးရမယ်တို့အဲအဆောက်အဦရဲ့ဘယ်လိုနေရာမှာဝင်ပြီးတော့ခိုးပြီးနေရမ င်ဆိုရဲအမျိုးလေးပဲညီမတို့တီးခဲ့ရပါတော့เนาะညီမရဲ့ဒီအဲ26မိနစ်အတွင်းမှာဆိုလို့ရှိရင်အခုငလင်ရတာအဆိုးဆုံးပေါ့နော်ဘဝရဲ့ပထမဆုံးအတွေ့အကြုံလည်းဖြစ်တဲ့အတွက်ဒီမှာတင်ငင်းဆိုင်လည်းအများကြီးရလိုက်ပါတယ်အဲဒါကြောင့်ညီမဒီဥစ္စာကိုအခြေခံပြီးတော့လည်းဟိုနောက်နောက်ဆက်တွဲပေါ့နော်တကယ်ဖြစ်လာမဲ့တဘာဝဘေးအန္တရာယ်ရှိလို့ရှိရင်လည်းချူတင်ကာကွယ်ရမယ့်နည်းလမ်းတွေပါတယ်ကြောက်လည်းညီမတို့အတွေ့အကြုံလေးဖြစ်သွားတာပေါ့နော်ဟုတ် take off. ယ်တယောက်ဖြစ်ပြီဆိုတာနဲ့ပေါ့နော်ရွယ်ချက်ရှိရဲ့အလားဆိုတော့အဲစောင်းပုတ်လေးကိုညီမလက်ကင်ထားထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရွယ်ချက်ရှိရဲ့အလားဆိုတာကကိုကိုရိုင်းအလားပြင်ရောကိုကိုရိုင်းလှပယုံနေမဟုတ်ဘဲနဲ့တခြားသူတွေအတွက်လူမှုအကျိုးပြုရမယ်ပြီးလို့ရှိရင်လူပေါင်းအဖွဲ့အစည်းအတွက်အကျိုးပြုနိုင်တဲ့လုပ်ငန်းတွေလုပ်ရမယ်ဆိုရင်ရွယ်ချက်ကိုညီမလက်ကင်ထားရဲပေါ့နော်အဲအားကြောင့်အဲဒီအလားမယ့်တယောက်ဖြစ်ပြီးအခုအခုဆိုရင်ညီမဝင်းနာပေါ့နော်ပကံဝင်းနာဖြစ်ပြီးဆိုတဲ့အချိန်မှာညီမကကိုကိုရိုင်းအလားပြင်ရောနေမဟုတ်ဘဲနဲ့တခြားသူတွေအတွက်တခြားဒီနိုင်ငံအတွက်ပေါ့နော်မြန်မာနိုင်ငံ ုင်ငံအတွက်အကျိုးပြုနိုင်မယ့်အရာတွေအတွက်ညီမလှုပ်ဆောင်သွားပါမယ်လို့ညီမပြောချင်ပါတယ်ရှင်။ညီမကဟိုဒီပထမဦးဆုံးခုမှစပြီးတော့ခြေလှမ်းလှမ်းတာပေါ့နော်ဒီအလမေလောကကိုပထမဆုံးခြေလှမ်းလှမ်းတဲ့အတွက်ညီမလိုအပ်ချက်လေးလည်းအများကြီးရှိပါတယ်။ဒါပေမဲ့အခုရခဲ့တဲ့ဒီဝင်းနာပေါ့နော်ပကံဝင်းနာဆိုတာလည်းညီမစူးစမ်းမှုတိတိလေးရနေပြီးတော့အရာချင်ခဲ့ရလို့ပဲညီမထင်ပါတယ်။ညီမစူးစမ်းမယ့်အရာတွေလည်းအများကြီးရှိပါသေးတယ်။အဲ့တော့ညီမကဒီ ပကံဝင်းသားလည်းဖြစ်တဲ့အတွက်ပေါ့နော်ဒီမြန်မာနိုင်ငံမှာဒါမြန်မာရင်ကြီးမှုရိုးရအမွေနစ်ရန်ထွန်းကားတဲ့မြို့ပေါ့နော်ဒီပကံမြို့လေးဖြစ်တဲ့အတွက်ညီမတာဝန်လည်းကြီးပါတယ်ပြီးလို့ရှိရင်ညီမဒီအကံရဲ့ရည်ကြီးမှုတွေအကုန်လုံးလည်းချပြတ်နိုင်အောင်လည်းစူးစမ်းသွားပါမယ်ပြီးလို့ရှိရင်ညီမကဒီ အခုမှတက်သစ္စာလေးဖြစ်တဲ့အတွက်ပေါ့နော်လိုအပ်ချက်တွေအများကြီးလည်းရှိပါတယ်အဲ့ဒီအတွက်လည်းအများကြီးလေ့လာသိယူပြီးတော့စူးစမ်းသွားပါမယ်ဟုတ်ညီမဟခု Miss Grand Pagan 2025ရဲ့ခြေလန်းကိုခူးစပြီးတော့ရှောက်ပြီးဖြစ်တဲ့အတွက်ပေါ့နော်ညီမဒီပကန်ရဲ့အငွေ့တက်တွေပါတဲ့အလှအပတွေအားလုံးကိုဝင်ဝင်ကြကြနဲ့ဖော်ပြသွားမှာဖြစ်လို့ညီမကိုဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ညီမကိုချစ်ပေးကြတယ်ညီမကိုအမြဲအနောက်မှာ sporty အမြင့်ရှိရဲ့ပြည်ပြည်ပါပါပရိသတ်တွေအားလုံးကိုလည်းညီမအများကြီးချစ်ပါတယ်အများကြီးလည်းထက် 比容易，比把欧路表示卖起。